ဘာအကောင်းဆုံးဇာမတယောက်ရဲ့စိတ်ထဲမှာဘလို့ဖီအားတွေဘလို့အားငယ်မှုတွေရှိနေနိုင်မလဲအောင်မြင်မှုရဲ့ထုတ်ထိတ်မှာရက်တည်နေတဲ့ကျဲဝင်းတယောက်ဟာလေတာမန်လူတွေလိုပဲကိုကိုကိုတန်တယောက်ဝင်တဲ့အခိုက်အတန့်တွေကြုံတွေ့ရနိုင်ပါလားမင်္ဂလာပါ The Once for Pride တဲ့အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်မှာတော့ Real Madrid အသင်းရဲ့ကျဲဝင်းဂျိုဘလင်ယံပြောပြတဲ့သူ့ရဲ့စိတ်ကြမ်းမာရေးအရေးပါပုံအားငယ်မှုတွေကိုထုတ်ပြခြင်းအစွမ်းအားတွေအကြောင်းဆွေးနွေးသွားကြတာဖြစ်ပါလေဘလုံးမတယောက်ရဲ့ပုံရိပ်နောက်ွယ်ကလူသားတယောက်ရဲ့ယင်ဖွင့်တန်တွေကိုနားဆင်ရင်းနဲ့ ပုံမှန်လူ့ဘဝမှာရုန်းကန်နေရတဲ့သူတွေအတွက်သူကဘလို့အားစေးတကွက်ဖြစ်စေမလဲဆိုတော့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အာကျွန်တော်ထင်ပါတယ်ဒါကအရန်ကိုအရေးကြီးတယ်လို့ထင်ပါတယ်။ကန်ကောင်းတာကဒီအကြောင်းအရာကအရင်မျိုးဆက်တွေတုန်းကထက်ကိုကိမာပုံပြီးတော့ပြောလာကြတယ်လို့ကျွန်တော်ကြားသိရပါတယ်။ကျွန်တော်ထင်ပါတယ်ဆိုရှယ်မီဒီယာနဲ့နှီးပညာတွေတိုးတက်လာတာနဲ့အမျှပြတ်သောဆောင်တဲ့အကြောင်းအရာတွေမြင်တွေ့နိုင်တဲ့နည်းလမ်းတွေကလည်းပိုပြီးတော့များပြားလာတယ်။တစုံတစ်ယောက်ကိုအပြတ်သဘောနဲ့တိုက်ခိုက်ဖို့အတွက်နေလန့်တွေပို့ပြီးတော့များပြားလာတယ် တစုံတစ်ယောက်ကိုစိတ်တဲ့ကြောင့်လောဘအတွက်နီလန်တွေပိုးပြီးတော့များလာတယ်။လူတော်တော်များများကဒီအကြောင်းကို ပြောပြဖို့အတွက်အမဲဇက်လို့တတ်မှတ်ခံရတဲ့အမြင်ရှိနေကြတော့မယ်။ကျွန်တော်ကိုတွေ့အရဆိုရင်တော့စကားပြောဖို့တစုံတစ်ယောက်ကို လိုအပ်ခဲ့တဲ့အချိန်တွေရှိခဲ့ဘူးပါလေ။ဒါမဲ့ငါဘယ်သူကမှမလိုအပ်ဘူးဆိုတဲ့အာဇာသမားတစ်ယောက်ရဲ့မာရှိုကိုဆက်ထိန်ထားခြင်းခဲ့တယ်လေ။ဒါမဲ့လည်းပဲအမှန်တရားကတော့ခင်ဗျားလိုအပ်တယ်ဆိုတာပါပဲ။ခင်ဗျားရဲ့ခန်းစားချက်တွေစိတ်ခံစားမှုတွေအကြောင်း ဖွင့်ပြောလိုက်တဲ့အခါမှာခမရအများကြီးပူကောင်းသွားပါလိမ့်မယ်။အားသာမတယောက်ရဲ့ရှူတောင်းကနေပြောရမယ်ဆိုရင်တော့ခမရသိတဲ့အတိုင်းပါပဲ။ခမရရရှိနေတဲ့ချစ်ချင်းမြစ်တာဟာထူးခြားပါလိမ့်။ကြီးမားပါလိမ့်။ဒါပေမဲ့ခမရကိုချစ်တဲ့လူတယောက်ဒါမှမဟုတ်လူအနေငယ်တိုင်းတွေခမရကိုမကြိုက်တဲ့လူတယောက်ဟာအမြဲတမ်းရှိနေတယ်။ခမရကစားတဲ့အသိအကြောင်းပဲဖြစ်ဖြစ်ခမရလုံးကလေးအကြောင်းအရာတစ်ခုခုကြောင့်ပဲဖြစ်ဖြစ်သူတို့ကခမရကိုမုန်းတီးနေနိုင်ပါလိမ့်။ဒါကခက်ခဲနေနိုင်ပါလိမ့်။ကစားမလို့တကယ်ကိုခက်ခဲနေနိုင်ပါလိမ့်။ စိတ်ချမ်းသာရင်းနဲ့ရုန်းကန်နေရတဲ့အာဇာသမားတွေရဲ့ခံစားချက်ကိုကျွန်တော်တကယ်နားလည်နိုင်ပါလိမ့်။ဘာလို့လဲဆိုတော့အဲ့ဒါကခမရရဲ့ကာယပန်းဆိုင်ရာအရာအားလုံးနဲ့ခြေစွမ်းအတွက်အုံမြင့်ဖြစ်နေလို့ပါပဲ။စိတ်ချမ်းသာရေးကြောင့်ခမရရဲ့ယုံကြည်မှုတွေပျောက်ဆုံးနေရင်ခြေစွမ်းကလည်းရှိလာမှာမဟုတ်။ခြေစွမ်းလည်းရလာမှာမဟုတ်။ကောင်းလာမှာလည်းမဟုတ်။ဆိုတော့ဒီအချက်ကိုအာဇာနဲ့လူ့အဖွဲ့အစည်းမှာဒီမှာနဲ့အချက်အချက်အဖြစ်အတိအမှန်ပြုဆွေးနွေးတာကတကယ်ကိုအရေးကြီးတယ်လို့ကျွန်တော်ထင်ပါတယ်။ ော်တို့လောစာမတွေရောအငငယ်မှုတကိုထုတ်ပြလိုက်တဲ့အခါခမရသည်တဲ့အတိုင်းပဲကျော်တို့ကကဘာကြီးတစ်ခုလို့ကိုပိုင်ဆိုင်ထားသလိုဘာမှမစိုးလုံးနိုင်သလိုပတ်စံတွေအများကြီးရှာနိုင်လို့ဒီလိုအရာတွေကကျွန်တော်တို့ကိုဘယ်တော့မှမထိခိုက်နိုင်ဘူးလို့ထင်ရပါလေတကယ်လို့များပါလေကျွန်တော်တို့ကစေချမ်းမိုင်းနဲ့ပတ်သက်ပြီးရောအငငယ်မှုတကိုထုတ်ပြနိုင်ခဲ့ရင်ဒါမှလူပဲစည်းထဲမှာအမှောင်ထဲမှာရုံးကန်နေရသူတွေအတွက်ပုံမူကျေပြန့်စွာဆွေးနွေးမှုကိုတေကြပေါ့ဖွင့်ပေးနိုင်မယ်လို့ထင်ပါလေ။ အဲ့ဒါကကျွန်တော်တို့လိုထင်းနေမျိုးမှာရှိနေတဲ့လူတွေတောင်းတစ်ခုပါပဲအဲ့ဒီသဘောနဲ့ကျွန်တော်တို့မှာစံပြပုံကိုယ်တွေဖြစ်ဖို့အတွက်လိုပါလေကြပြားသေးတဲ့အတိုင်းပဲရမညာကအားငယ်တက်လို့ခံစားရတာကဘာမှမှမရှိပါဘူးကျွန်တော်တို့မှာကိုယ်ကိုယ်ကိုတန်တဲ့ဝင်တဲ့အချိန်ဒါမှမဟုတ်ရှိတဲ့တော့ယုံကြည်မှုမရှိဘူးလို့ခံစားရတဲ့အခိုက်အတန့်တွေရှိတတ်ပါလေအဲ့ဒီအခါမှာစကားပြောဖို့အတွက်တစုံတယောက်ရှိနေဖို့ကိုယ့်ရဲ့စိတ်ချမ်းသာယူကိုအတိအမှန်ပြုဖို့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုယူဆိုင်စေလိုမျိုးကိုယူဆိုင်ဖို့က အယံကိုအရေးကြီးပါလေ။ကြမြသေးတဲ့အတိုင်းပဲဗျ။ကြမြကဂျင်းကိုသွားပြီးတော့လေးကျင်ကလုံးမယ်။တန်ရှင်းလက်စတာတွေစောင်းမယ်။ဒါပေမဲ့ကြမြရဲ့စိတ်ချမ်းမာရေးနဲ့ခံစားချက်ကိုအာရုံမဆန့်နိုင်ဘူးဆိုရင်အဲ့ဒီအရာတွေကကြမြပေါ်မှာတနည်းစုပုံလာပါလိမ့်မယ်။ပြီးတော့စကားပြောဖို့အတွက်အသင်းရှိတဲ့လူတယောက်ဖြစ်ပေးတာမျိုးပေါ့လေ။ကျော်လူတို့အနေထားမှာရှိတဲ့လူတွေမှာအသိအမော်တွေရှိကြပါတယ်။တခါလေကံပြားလေးထင်မိပါပဲ။ Oh my god ငါတို့ဒီကိစ္စအတွက်သူ့အစီကိုတွားပြီးတော့ပြောရမှာမဟုတ်ဘူးဆိုပြီးတော့ပေါ့လေအဲ့ဒါကမဟုတ်ဘူးဗျကျွန်တော်တို့ဇုံတယောက်ကသူ့ရဲ့စိတ်ကြမ်းမာရေးပြဿနာကိုလာပြီးတော့ပုံဝန်လို့ရတဲ့အသိပုံမျိုးတစ်ယောက်ဖြစ်ချင်ပါလေ။ဒါလုံးဝပါပဲ။ကျွန်တော်ကအဲ့ဒါကိုလက်ခံနားထောင်ပြီးတော့သူတို့ကိုကူညီပေးချင်ပါပဲ။ကြမ်းသီးတဲ့အတိုင်းပဲဗျ။ဒါကအသိကိုအဓိကကြားလုံးပါလေ။အတိတ်မှာဒီပြဿနာနဲ့ရုန်းကန်ခဲ့ရပြီးစိုးရွားတဲ့အခြေအနေတွေနဲ့ကြုံခဲ့ရတဲ့ဥပမာတွေအများကြီးရှိခဲ့ကြပါလေ။ဒါကြောင့်မလို့လူပဲစီမာရော အားကြလောကမှာပါအဲလိုအခြေအနေတွေကိုကြိုတင်ကာကွယ်ဖို့ကြိုးစားကြတာလေပြီးတော့သူတို့ရဲ့ရင်ခွင်အတန်းတွေကိုနားထောင်ပေးဖို့အသင်ရှိနေတာကတကယ်ကိုအရေးကြီးပါလေကျွန်တော်ဘာမင်္ဂမှာရှိနေတုန်းက Twitter မှာကျွန်တော်ရဲ့နာမည်ကိုရိုက်ထည့်လိုက်လို့ရှိရင်တနင်္လာရက်တွင်းကိုအကြောင်းရေးထားတဲ့ Twitter အကို မြင်နိုင်ခဲ့ပါလေအဲ့ဒီမှာကျွန်တော်အမြန်မြန်ဆန်ဆန်ပဲဆုံးဖြတ်ချက်တခုချလိုက်ပါလေ။ငါဝန်းကျင်မှာလူတွေဘလောက်တောင်းငါအကြောင်းမသိဘဲနဲ့လူတွေရဲ့ထင်မြင်ချက်ကငါ့ကိုငါဘာလို့အထင်နေရလဲဆိုတာမျိုးငါကဘာလို့ ဆုံးဖြတ်ခွင့်ပေးရမှာလဲဆိုပြီးတော့ပေါ့လေကျွန်တော်တွေ့တာမှမမြင်ခင်ကတည်းကကိုကိုကိုကစားမကောင်းတယောက်လို့အမြဲတမ်းခံစားခဲ့ပါတယ်ဒါပေမဲ့ပိုကောင်းတဲ့ခံစားချက်ရဖို့အတွက်ကျွန်တော်အဲ့ဒါကိုဘာလို့ဖန်နေခဲ့တာလဲပြီးတော့မကောင်းတဲ့အတွက်တစ်ခုကိုဖန်နှိလိုက်တဲ့အခါမှာအဲ့ဒါကစန့်ကျင်ဘက်အကျိုးတရားမှုကို ပေးတာပဲလေအဲ့ဒီမှာကျွန်တော်တွေးမိလိုက်တယ်ငါဘာလို့အဲ့ဒီလိုလုံနေရတာလဲငါရဲ့စိတ်ကြမ်းမာကြီးအပေါ်မှာအဲ့ဒီလိုဝုံတို့ဝုံဖို့ကြီးကိုဘာလို့ထန်းတင်ပေးနေရမှာလဲဆိုပြီးတော့ပေါ့လေ ်ဆိုရှယ်မီဒီယာမှာအစားမတရောက်အတွက်တံမိုးရှိတဲ့အသွင်အမြင်တွေလည်းရှိပါတယ်။အခုကမှတော့လူတွေကသတင်းစာရှင်းလင်းပွဲတွေ TV အင်တာဗျူးတွေထက်ဆိုရှယ်မီဒီယာကနေပဲပို့ပြီးတော့တုံ့ပြန်ဆက်ဆံကြရတယ်လေ။အဲဒီမှာခင်ဗျားကပရိသတ်တွေနဲ့ရိုးသားပွင့်လင်းစွာဆက်ဆံနိုင်တဲ့အခါဘော်ဒီဘွဲအပေါ်ခင်ဗျားကဘလို့မျိုးခံစားခဲ့ရမလဲ။နေစဉ်မှာမှာဘာတွေလုံးနေလဲဆိုတော့ကိုသူတို့ကကောင်းမွန်တဲ့အတွင်းကြကြအမြင်တစ်ခုကိုရရှိစေပါတယ်။ဒါပေမဲ့အဲဒီမှာအပြတ်သဘောဆောင်တဲ့အပန်းတစ်ခုလည်းရှိနေသေးတယ်ဗျ။ကျွန်တော်ပါဝင် ကစားမအများစုကအဲ့လိုမျိုးထတ်တိုးလာမဲ့ပြတ်သဘောဆောင်မှုတွေကိုရှောင်ရှားဖို့အတွက်အရိပိုင်းကိုနည်းနည်းလေးရှောင်ဖယ်ဖို့တော့ဆုံးဖြတ်ခဲ့ကြပါတယ်။ခမရသည်တဲ့အတိုင်းပဲအာဇာလောကမှာဖီဟာတွေကလုံလောက်နေပါပြီ။အဲ့ဒါတွေကိုထတ်ပြီးတော့ရှားဝေးစရာမလိုတော့ဘူးလို့ကျွန်တော်ကတော့ထင်တာပဲ။ကျွန်တော်အခုရောက်နေတဲ့နေရာကတော့ပြတ်သဘောဆောင်တဲ့အရာတွေကိုဖမ်းပြီးရင်အောင်မှပဲကျွန်တော်ကိုတိတ်ပြီးတော့မထိခိုက်တော့ပါဘူး။ဒါပေမဲ့မမြင်ရတော့ကိုပဲပို့ပြီးတော့ကြိုက်ပါလေ။ဒါကြောင့်မဲ့လူတွေကိုပြတ်သဘောဆောင်တဲ့ခန်းစားချက်ပဲပေးနေမဲ့အရာတွေကိုကျွန်တော်လိုက်ပြီးတော့မရှာတော့ပါဘူး။ ျွန်တော်ထင်ပါတယ်ဒီတံပိုးပြီးတော့လုံဆောင်စရာတွေအများကြီးလိုအပ်နေတော့မှာပဲအားစားမတယောက်ကိုပါဇက်ပိတ်ပြီးခံလိုက်ဆိုတဲ့လူတွေအဖြစ်မြင်နေကြတော့မယ်ဒါကခင်မမီတဲ့ခြေခံမှုတစ်ခုပါအားကစားပေါ်မှာလူတိုင်းကသူတို့ရဲ့ထင်မြင်ချက်ကိုပေးခွင့်ရှိကြပါတယ်ဒါမှလည်းခင်ဗျားပြောတဲ့ဆိုးရွားတဲ့အရာတွေအတွက်တော့ကန့်သတ်ချက်တွေရှိတင်တယ်လို့ကျွန်တော်ထင်ပါတယ်အဲ့ဒါကိုဘယ်လိုကန့်သတ်ရမလဲဆိုတော့ကျွန်တော်လည်းမသိဘူးဗျဒီ website တွေ application တွေကျူတော်နေပြန်ကလည်းဘလို့လောက်ရအောင်လဲဆိုတော့ကျွန်တော်လည်းမသိဘူး ။ဒါပေမဲ့ပုံပြီးအရေးကြီးတာကအဲ့လို အရာတွေကိုကြားနေရတွေ့ကြုံနေရတဲ့ဇာမတယောက်နဲ့ဝန်ကျင်မှာရှိတဲ့ပန်မိုးကူညီမှုနှောက်ဝက်ပါပဲ။ဘရွမှာဆင်တော့ကျွန်တော်မှာနေပြရီကစားမရီဝန်ထမ်းတွေပါဝင်တဲ့တကယ်ကိုကောင်းတဲ့ပန်မိုးမှုစနစ်တခုရှိပါတယ်။စိတ်တွေကြတဲ့အခါတိုင်းကျွန်တော်သူတို့နဲ့စကားပြောလို့ရတယ်။အားကစားအမျိုးသားတိုင်းကကလပ်တိုင်းမှာကစားမတိုင်းအတွေ့အဲ့လိုမျိုးရှိစေခြင်းပါလေ။ဒါပဲလည်းပဲကျွန်တော်တိတ်တော့မသေးကြသေးပါဘူး။ဒါကြောင့်ခင်ဗျားပြောခဲ့သလိုပဲအားစားခံမှာမှာလေးကျင်တာပဲဖြစ်ဖြစ် ကာယပန်းဆိုင်ရာလေ့ကျင့်ပေးမယ်ဒူရီလိုပဲအရေးကြီးတဲ့အရာတစ်ခုအဖြစ်အဲ့ဒါကိုတိစောက်ဖို့ကအရန်ကိုအရေးကြီးပါတယ်ရှေးဆက်ပြီးတော့စေတပန်းဆိုင်ရာလေ့ကျင့်မှုတွေနဲ့အဲ့လိုအရာတွေကအားစားလောကမှာရရှိနိုင်ဖို့အရေးကြီးတယ်လို့ကျွန်တော်တော့ထင်ပါတယ်ကံပြောင်းစေတဲ့ကြာနေပြီးကိုကိုကို လုံမြောက်လို့မရတဲ့နေရာတစ်ခုမှာရောက်နေတယ်လို့ခံစားရရင်အဲ့ဒါကခမရဲ့ခြေစွမ်းကိုတေချာပေါက်ထိခိုက်နေနိုင်ပါတယ်ထိခိုက်နိုင်ပါတယ်ကျွန်တော်တို့အစီအကျမ်းပိုင်းနဲ့ပတ်သက်ပြီးတော့ဒီလောက်ထိမရောက်ဘူးသေးဘူးလို့ပြောရမှာပဲ ီးတွေကျွန်တော်တကယ်ကိုကံကောင်းပါလေ။ဘာလို့လဲဆိုတော့အဲ့လိုဖြစ်နေတဲ့လူတွေရဲ့ဝန်းကျင်မှာကျွန်တော်ရှိခဲ့ဘူးပြီးအဲ့ဒါကမြင်ရတာတော်တော်ဝမ်းနည်းဖို့ကောင်းလွန်လို့ပါ။ကျွန်တော်တို့အများအားသူတို့ကိုလက်ကမ်းပြီးတော့ကူညီပေးခြင်းသူတယောက်ပါပဲ။ကျွန်တော်တို့အဓိကအချက်ကတော့ယုံကြည်မှုပါပဲ။တခါလေယုံကြည်မှုရှိနေရင်ခင်ဗျားအများအားအောင်မြင်နိုင်တယ်။အဲ့ဒါကခင်ဗျားရရှိနိုင်တဲ့မြတ်အရာအားလုံးနဲ့မှာအံ့ဩစရာကောင်းဆုံးသောခံစားချက်ပါပဲ။ဒါပေမဲ့ယုံကြည်မှုမရှိတဲ့အခါမှာခင်ဗျားကအနေအဆုံးထက်တော်မှနိုင်ကြသွားနိုင်တယ်လို့ခံစားရနိုင်ပါလား။ ကျွန်တော်တို့အလုံးမလုံးတော့တို့ခန္ဓာကိုယ်ကအလုံးမလုံးတော့တို့မျိုးပေါ့ဗျာယုံကြည်မှုကိုပြန်လဲရယူဖို့အတွက်နေလန်းတွေရှိမှာပါဒါပေမဲ့ဒီကအဖြစ်တော့ခြေစွမ်းပြသနိုင်မှာပဲယုံကြည်မှုကရလာတာပါဆိုတော့ဒါလည်းတမျိုးဖြစ်နေလို့ပါပဲဆိုတော့ကျွန်တော်တို့တော့ယုံကြည်မှုကကျွန်တော်အမြဲတမ်းမြန်မာနေအောင်စူးစမ်းထင်းထင်းရတဲ့အဓိကရပါပဲကိုကိုကိုအားပေးတာပဲဖြစ်ဖြစ်ကိုပေးလိုက်တဲ့ဘောလုံးတိုင်းမဟုတ်မြင်နိုင်ဘူးကိုစူးစမ်းလှည့်စားတဲ့ကစားမတိုင်းကိုမကြော်ဖြတ်နိုင်ဘွယ်တိုင်းကိုမသွင်းနိုင်ဘူး ွဲတိုင်းမနန်းနိုင်ဘူးဆိုတဲ့အချက်တွေကိုလက်ခံရတာပဲဖြစ်ဖြစ်ပေါ့လေအဲ့ဒီအချက်တွေကိုခင်ဗျားပို့ပြီးတော့လက်ခံနိုင်လေလေငါကပြည်ပြည်စုံတဲ့သူတယောက်မဟုတ်ဘူးဆိုတဲ့အချက်ကိုပို့ပြီးတော့လက်ခံလာနိုင်နေတယ်ပဲလေဒါဆိုရင်ငါပါလို့ကိုကူကိုအပြစ်တင်ရှုံချနေရမှာလဲဆိုတဲ့အထွေအစားကိုကူကိုပြန်ပြီးတော့မြင့်တင်ဖို့အတွက်တူးစားရမှာပေါ့လေဒါကျွန်တော်အမြင်ပါလေဒါနဲ့လက်တွဲဖို့အတွက်ဆုံးဖြတ်လိုက်တာကညာချင်းရင်ဆန်တဲ့လောရတစ်ခုလို့ကျွန်တော်ထင်ပါတယ်။ဘာလို့လဲဆိုတော့တရားရဲ့တဏ္ဍာမန်ဖြစ်တဲ့အောက်သားသမားကြီးတွေနဲ့ Football for Good လိုမျိုးကောင်းမွန်တဲ့အစီအစဉ်တွေကတစ်ခုနဲ့တစ်ခုဆက်ဆက်နေလို့ပါပဲဆိုတော့ခင်ဗျားလည်းမြင်နေမှာပါကလေးတွေကဒီလိုဘောလုံးအစီအစဉ်တွေတဲကိုရောက်လာကြပါလေအားစားဆိုတဲ့အရာကတို့ကိုတဘာဝအတိုင်းတယောက်နဲ့တယောက်နှိစက်စေပါလေစကားပြောခြင်းစိတ်တွေပိုးပြီးဖြစ်စေတယ်ရဲမောစေတယ်အချင်းချင်းအဆင်ပြေသွားစေတယ်ရုပ်တရက်ဆိုသလိုပဲခင်ဗျားပါငွေချင်းတယောက်ရသွားတယ်အိမ်မှာအဆင်မပြေတဲ့အခါမှာရင်ဖွင့်ဖို့အတွက်တစုံတယောက်ရသွားစေပါလေ နေပြောက်ကိုလည်းကျွန်တော်ချီးကျူးရမှာပါသူတို့ကကလေးတွေကိုသူတို့ကိုသူတို့ထုတ်ပေါ်ပြသနိုင်ဖို့အတွက်လွတ်လပ်ခွင့်အတိုင်းအတာတစ်ခုအတည်ပေးထားသလိုတင်ကြားပြသစေရမလို့တဲ့အခါမှာလေဘလို့ထင်းချောင်းပေးရမလဲဆိုတာကိုသိကြပါတယ်ဒီနေ့မှာဆိုရင်ပြောက်ကနဲ့အစိမ့်ကအစီအစဉ်ကတကယ်ကိုညံကြီးခြင်းဆန်ပါတယ်အစိမ့်ကကစုံတရောက်ကောင်းတာလောက်ခဲ့ကြအောင်ပြောဖို့အတွက်ပေါ့လေအခုခင်မှာအဲ့ဒါမျိုးဘလောက်ရှားသွားပြီလဲမင်းတော်လိုက်တာကောမင်းကကလုံးလိုက်တာအရန်ကိုကောင်းတယ်ဆက်လို့လို့ကလေးတယောက်ကိုပြောလိုက်ရင် သူ့အတွက်ဘလောက်ထိအတိတ်ပဲရှိမလဲအပြာကက်ကလည်းတောင်းမှသွားရက်နေလို့ပြောတာမျိုးမဟုတ်ဖဲနဲ့မဟုတ်ဘူးအဲ့ဒါမှကောင်းဘူးဒါမဲ့အဲ့ဒီအပိုင်းမှာမင်းပူကောင်းလာအောင်ငါဘလို့စင်ကော်မှုပေးနိုင်မလဲဆိုတာမျိုးမေးတာမျိုးပေါ့လေဒါကကလေးတွေအတွက်တကယ်ကိုအကောင်းဆုံးတင်ယူမှုတွေပါပဲအားစားကတင်ပြီးတဲ့တန်ဖိုးတွေနဲ့ဆိုရင်တော့အဲ့ဒီစင်ကော်မှုတွေကိုပို့ပြီးတော့အလွဲတွေကိုအကောင့်ထဲပေါ်နိုင်ပါလိမ့်မယ်ဆိုတော့ဒီဖွဲ့စည်းနှစ်ခုလုံးက အဟောစရာကောင်းတဲ့အရာတွေကိုလုံးဆောင်ပေးနေကြပြီးဒီနေ့မှာသူတို့နှစ်ခုအကြားကပေါင်းကူတရာအဖြစ်ကျွန်တော်ရှိနေခွင့်ရတဲ့အတွက်အရန်ကိုဂုဏ်ယူမိပါတယ်ဆိုတော့ကောင်းလေးတွေကောင်းမလေးတွေကလေးတွေတန်ရွယ်မတူနေရာလေးတော့မတူလူမျိုးမတူပဲကလေးတွေအားလုံးကုတိအပြင်းမှာအတူတူ ကစားနေကြတဲ့တန်ကိုကျွန်တော်ကြားနေရတော့ပါပဲဒါဟာရာအားလုံးရဲ့အနှစ်သာရပါပဲကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ပရိသတ်များလို့ကိုစိတ်နှဖျားတမ်းမှာချမ်းသာကြပါစေခင်ဗျာ